ိုခင်နိုင်အနေနဲ့ကလည်းဒီကားမှာသူတချို့ဇညုံးတွေကအဆပေါ့နော်သူစိတ်ကြိုက်တယ်အကုန်လုံးလုပ်တယ်ပြီးတော့ကျွန်တော်တို့ကိုလည်းအဲကျွန်တော်တို့ဘာမှဟုတ်ပေါ့နော်ဟိုကျွန်တော်တို့ဝင်ရောက်ဆွေးနွေးစရာမလိုအောင်ကိုပြည်စုံခဲ့တယ်ပေါ့ဒီကားလေးကဆိုတော့တော်တော်လေးအဲဟိုအားရကျင်းနေစရာကောင်းတဲ့ကားတစ်ကားလို့ပြောအဲ့ဒီအကိုနဲ့တော့မပတ်သက်မိစေသူတကယ်လည်းသူတို့တုံးနေအောင်ချစ်တယ်ညီမလေးကိုညှက်ဆောင်နေတော့မထုံမိစေညီမလေးရဲ့ ကားလေးကဟာရသဆိုကားလေးပါ928ပုံမှာတော့အခြေခံလာတာပေါ့ဘလိုပဲဖြစ်ဖြစ်လေဒီချစ်ချင်းတရားအခြေဆိုတာကဟိုဘလိုပေါ့ဗျာပူလောင်မှုတူတယ်ဒီကားလေးမှာပါဝင်တဲ့အခြေဆိုဒီမှာဆိုဒီချင်းလေးအတိုင်းပေါ့နော်အခြေဆိုတာလည်းခံမှန်းရခဲ့တယ်အဲတခါကလေးမှာစုံတွေ့ခြင်းလို့တခါကလေးကြလဲရှောင်းလွဲကျင်တယ်ပဟိနိဆန်တယ်ပေါ့နော်အဲချစ်ချင်းမြတ်တာကိုတော့ဒီကဦးစားပေးပြီးတော့ပေါ်ကျူးထားတဲ့ဟိုရပ်ရောက်တဲ့ဇာကားလေးလိုမြင်ပါတယ် ဆီယမ်ပါဇာကာလေးကတော့ဒါဟိုပါတော့ live drama ပေါ့ live drama ဆိုမှလည်းဒါသဆိုသူရှင်တွေကလို့တော့ပြောလို့ရပါတယ်ဒီကားထဲမှာတော့ဒီငိမ့်ကိုဆိုတဲ့ character အနေနဲ့ပါဝင်ပြီးပြောဆောင်တာပေါ့ဒီထဲမှာတော့အကြည်ရဲတယ်တပ်ပုံရိုက်တယ်ဆိုတော့ character မျိုးကိုလောက်ရတာပါကျောင်းတော်ကြီးပါခမရပြောသလိုကြွားမလို့စေစနာနဲ့ပြောနေတာခမရကိုစကားလူလို့ပြောနေတာနော်ဟုတ်ပါကဲဒီဇလန်းလေးကအာဘယ်လိုပြောရမလဲဆိုတော့လေ သူလုံးလုံးချင်တဲ့လမ်းကြောင်းတစ်ခုလည်းဖြစ်တယ်လို့သူအိမ်မက်လေးတစ်ခုလည်းဖြစ်တယ်လို့မြင်တယ်လေအဲဆိုတော့ဒါသူလုံးပြအကွင့်ရှိတဲ့အချိန်မှာသူတက်နိုင်ဆုံးအကောင်းဆုံးဖြစ်အောင်ကြိုးစားထားတယ်ကျွန်တော်တို့ကလည်းအကောင်းဆုံးဖြစ်အောင်ဒီကားလေးမှာကာရက်တာရိုးတစ်ခုအနေနဲ့ပါဝင်ပြီးတော့အဖြစ်ပေးထားပါတယ်ခင်ဗျာသူနှလုံးသားထဲမှာမင်းတို့ညီကိုတုံးကစစ်စီဟာကောင်းတယ်လို့ထင်လို့ဒီလိုပုံလေးဆွဲတာပါခွာဟုတ်တယ်မလားမဟုတ်ပါဘူး ခုဒီထဲမှာပါဝင်တဲ့ဈက်ကောင်တွေကဈက်ကောင်တစ်ခုချင်းတစ်ခုချင်းစီကစိတ်ဝင်စားစရာကောင်းတယ်အဲဒါပြိတ္တတည်းရဲ့ဟောနော်ဘယ်လိုခေါ်မလဲဆိုတော့ဒီဇလန်းလေးပုံမှာထင်မြင်ယူဆချက်ကလေးတွေကလည်းဟောအင်အားကောင်းတယ်လို့ပြောရမှာပေါ့နော်ဆိုတော့ဟောတခါမှတရုတ်မဆောင်ဘူးတဲ့တွဲဆက်ကလေးတွေပါတယ်အဲဒီတော့ဟောပေါ့နော်ကျွန်တော်တို့ဒါအနုပညာလောကထဲမှာပဲကျွန်တော်တို့အမြဲတမ်းထိတွေ့နေတဲ့တရုတ်ဆောင်တွေလည်းပါတယ်လို့ ဒီအမှုပညာကိုလုပ်ခဲ့တဲ့အချိန်တုန်းကဒီလမ်းကြောင်းတစ်ခုကိုတူတူလျှောက်လမ်းခဲ့တဲ့ဘုပ္ပုညေဆိုးတို့ပါလို့ဆိုနေတာကျွန်တော်တို့ကျွန်တော်တို့ထက်ဒါဒီလောကတွေကိုဆောရောက်ခဲ့တဲ့အမှုပညာရှင်တွေပေါ့နော်ဆိုတော့ဟောဒီဟာတွေရတဲ့တကြောင်းပေါ့နော်နောက်ပြီးဒီကားလေးပေါ်မှာလည်းဟိုစိတ်ဝင်စားတယ်နောက်ပြီးတော့ဒီကားလေးအဲမှာပါဝင်ရတဲ့အတွေ့အကြုံမလို့ဒီကားလေးရဲ့အာဒီပေါ်မှာကလေးတာဒီကားလေးရဲ့ဆက်ဆောင်မှု ဟိုပိုရှိသားစီမယ်လို့လည်းမြင်နေပေါ့နော်ဒါကြောင့်မို့လို့ဒီကားလေးမှာပါဝင်ပြီးတော့ကြောက်ဖြစ်တာပါအဓိကတော့ဟိုဒီလိုမျိုးဇန်လန်းဆက်အကောင်းနဲ့အဲရုပ်ရှင်ဇာတ်ကားတကားဟိုပြိတက်ဟိုကြည့်စေချင်တဲ့ရွေးချက်ပေါ့နော်ဒါကြောင့်မို့ဒီကားလေးကိုလည်းမို့ဖြစ်ဒီကားလေးကဟိုရသဆုံကားလေးပါ928ပုံမှာတော့အခြေခံလာတာပေါ့ဘယ်လိုပဲဖြစ်ဖြစ်လေဒီချစ်ချင်းတရားအခြေဆိုတာကဟို ော့ပူလောင်မှုတွေပေါ့ဗျဒီကားလေးမှာပါဝင်တဲ့အချစ်စုံတွေမှာဆိုရင်အချိန်လေးတိုင်းပေါ့နော်အချစ်ဆိုတာလည်းခံမှန်းရခက်တယ်အဲတစ်ခါကလေးမှာဆုံတွေ့ခြင်းလို့တစ်ခါကလေးကြလည်းရှောင်းလွဲခြင်းတယ်ပဟိနိဆန်တယ်ပေါ့နော်အဲချစ်ချင်းမြတ်တာကိုတော့ဒီကဦးစားပေးပြီးတော့ပေါ်ကျူးထားတဲ့ဟောရပ်ပါ ရောက်တဲ့ဇာကားလေးလိုမြင်ပါအအမတ်တရားတွေဆိုတော့ကျွန်တော်တို့ကဒီဒီကားရဲ့နေတဲ့အချိန်မှာဟိုရည်ကြီးရှံမှုတွေဖြစ်ပြီးတော့လေကျွန်တော်တို့ဒါအလုပ်ကန်းတွေလုပ်ကြည့်ခဲ့တဲ့အချိန်လေးပေါ့ဒါလေးကတော့နှမရရဖြစ်တယ်ကျန်တာကတော့ဘယ်လိုခေါ်မလဲဆိုတော့မိုးရသူဆိုတော့လိုက်လိုက်နားလိုက်ပေါ့ဆိုတော့ဘာဖြစ်ဖြစ်ဒီကားလေးကကျွန်တော်တို့အကုန်လုံးဝိုင်းဝန်းပြီးတော့စူးစမ်းထားတယ်လို့ပြောရမှာပေါ့ဒီနောက်ပြီးတော့ဟိုတရုတ်ဆောင်တယ်ဆိုတဲ့အားတဲ့ပိုလွန်နဲ့တရုတ်ဆောင်မှုထက်ပိုလွန်နဲ့ ခံစားမှုပေါ့နော်ကျွန်တော်တို့တရားနဲ့တရားနဲ့လားနှလုံးသားနဲ့သူစစ်ပုံပေါ်ထားရလို့လည်းမြင်နေတယ်ကိုခင်လာအနေနဲ့ကလည်းဒီကားမှာသူတချို့ဇညုံးတွေကအဆပေါ့နော်သူစိတ်ကြိုက်တယ်အကုန်လုံးလုတ်တယ်ပြီးတော့ကျွန်တော်တို့ကိုလည်းအဲကျွန်တော်တို့ဘာမှဟုတ်ပေါ့နော်ဟိုကျွန်တော်တို့ဝင်ရောက်ဆွေးနွေးစရာမလိုအောင်ကိုပြေဆုံးခဲ့တယ်ပေါ့ဒီကားလေးကဆိုတော့တော်တော်လေးအဲဟိုအားရကျင်းနေစရာကောင်းတဲ့ကားတစ်ကားလို့ပြောရုပ်ရှင်ရဲ့သဘောတရားတစ်ခုမှကြတော့ကျွန်တော်တို့ပြုတ်ဝဲထားရမယ်တချို့ ခန်းလေးတွေရှိရပေါ့နော်ဆိုတော့ဒါဆိုရုပ်ရှင်ကြည့်တဲ့အချိန်မှာမှဖြစ်ပေါ်လာတဲ့ခံစားမှုရတာကိုကိုယ်တိုင်ခံစားရတာပိုပေါင်းပါတယ်ဆိုတော့ပြောလာတဲ့စာရင်တော့ရုပ်ရှင်ကိုလာကြည့်ပြီးတော့မှဒီရပ်ကလေးကိုပို့ပြီးတော့ခံစားစီခြင်းပေါ့ကားလေးရဲ့ကားလေးမှာပုံမှန်မဟုတ်တဲ့ twist လေးတွေပေါ့နော်အဲ့မျိုးတွေလည်းပါပါတယ်